ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Base တဲ့အားလုံးမင်္ဂလာပါ Manchester United အသင်းရဲ့ Ruben Amorim က၅ပွဲဆက်တိုက်ရှုံးပွဲမရှိကစားထားတဲ့အင်ကွင်း၄ပွဲဆက်တိုက်နိုင်ထားပြီးတော့ရှာလက်ကောင်းကိုပိုင်ဆိုင်ပြီးပုံစံကောင်းရနေပေမဲ့ Everton အသင်းကိုမထင်မှတ်ပဲနဲ့ International Break အပြီးမှာရှုံးပွဲစတင်တွေ့သွားတယ်ဒေးဗစ်မွိုက်စ်ကသူနီးပြဖြစ် Man United နီးပြဖြစ်တာဝန်ယူတဲ့အချိန်တုန်းက Everton ကိုသူတစ်ချိန်ရှုံးဘူးတယ် ်အေဗာတန်ကမန်ချက်စတာယူနိုက်တက်ကိုပရီးမီးယားလိအေဗာမှာနှစ်ကြိမ်ပဲနိုင်တယ်နှစ်ကြိမ်မဟုတ်တစ်ကြိမ်ပေါ့လေလွန်ခဲ့တဲ့၁၂နှစ်ကဒီဗစ်မွိုက်စ်ကိုတိုင်းယူနိုက်တက်နီးပြဖြစ်ဆောင်ရွက်တဲ့အချိန်မှာအေဗာတန်ကမန်ယူနိုက်တက်ကိုနိုင်ခဲ့ပူးပြီးတော့ဒီဗစ်မွိုက်စ်ကိုတိုင်းက33ကြိမ်မြောက်33ပွဲအထိ ့ Ultra 4မှာပြိုင်ဘက်နီးပြားတွေနဲ့အချိန်ချင်းလာကစားခဲ့ပြီးမှပထမအဆုံးအချိန်သူနိုင်ပွဲရတယ်ဒီချိန်ဟာသူ Everton ရဲ့နီးပြားဖြစ်ဆောင်ရွက်ရင်ဒါအနိုင်ရရှိခဲ့တာဖြစ်တယ်ဒီပွဲမှာထူးခြားတာက United ကတပွဲလုံးနီးပါးတယောက်အပါနဲ့ကစားခဲ့ရတာပဲဖြစ်တယ်ပွဲအစ73မိနစ်လောက်မှာပဲဒါ Everton ကစားမှအချင်းချင်းရန်ဖြစ်ကြလို့ဒီ Ghana Tracia ကထုတ်ခံရတယ်အဲ့ဒါကလေသူမကိုမားတယ်ဆိုပြီးတယောက်နဲ့တယောက် complain တိုက်ရင်ね Mike King ကို ဂါနာဒရာစီယာဂေးကဒါပားရိုက်လိုက်လို့ဆိုပြီးတော့ဒါဘယ်လိုပြောမလဲအချင်းချင်းရန်ဖြစ်လို့ဆိုပြီးတော့ခွင့်လေတာလူကြီးကိုဗီယာကအကြောင်းကြားရင်ခွင့်လေတာလူကြီးကတိုက်ရိုက်အနေနဲ့ပြတယ်အဲ့မတိုင်ကလေးမှာရှေးမဲ့ကူမန်အင်ဂျူရီဖြစ်လို့လူစားလဲခဲ့ရတယ်ယူနိုက်တက်ကပွဲမစခင်လေးမှာဟက်အင်ဂျူရီဖြစ်ထားတဲ့ဒီဂျော့ရှွာဇက်ဒီ ခုညာနေရာမှာဒါဒီဂျော့ရှွာဆက်စီဝင်ခဲ့ပြီးတော့ဒါအပြောင်းလဲနေနဲ့ဂျော့ရှွာဆက်စီကိုအထောင်ထားပြီးဒါဘရိုင်းအပွေးမိုးနဲ့အာမတ်ကတ်ဆေတို့မှာတက်တယ်ဘရူနိုနဲ့ကက်ဆမီရိုကိုဟိုဘက်ကဒူကူနဲ့မာဆာရော်ဝီလန်နီယူရိုဒီလစ်နဲ့လူရှော်ထားတယ်အေဗာတန်ကတော့ဒါ4231မှာဂရီလစ်ရဲ့ဂျူပရီဟောရဲ့အန်ဂျာယီရဲ့ကိုထားပြီးအထောင်တိုက်စစ်မှုဖြစ်베리ထားပြီးကွင်းလေက ဒီဂါဒနာနဲ့နောက်တစ်ဖက်ကတော့ဂါစီယာဂေကာရဲ့မီကလန်ကိုရဲ့မိုက်ကယ်ခင်းရဲ့တာကိုစကီနဲ့ဟိုဘချန်ကတော့ကိုမန်ကစားပြီးတော့ကိုမန် နေရာမှာနောက်ပိုင်းအိုဘရိုင်ယံဝင်လာတယ်ဂိမ်းရဲ့ပွဲကိုကြည့်ရင်အေဗတန်က defensive ကိုတပွဲလုံးနီးပါးကြီးကြီးလေးလေး organize ရှိစွာနဲ့ပဲအကောင်းဆုံးတုံ့ပြန်တယ်။တကယ်ဆိုရင် Manchester United ကဒီ United ကဖုန်ကောင်းနေတဲ့ချိန်မှာအေဗတန်ကဒီနောက်ဆုံး၅ပွဲမှာ၂ပွဲနိုင်ထားတယ်။ဒါပေမဲ့သူတို့အသေးအနေနဲ့ဒီနေ့ပွဲမှာ United ကိုဘယ်လိုပြောမလဲ။ pressure ဘာမှပေးနိုင်တာမဟုတ်ဘူး။ ဒါပေမဲ့သူတို့ရှာရှာပပရတဲ့ chance ကိုသူတို့အသုံးချသွားတယ်အဲ့ရှာရှာပပ chance ကဒီနေ့ Everton ရဲ့တလုံးတည်းသောဂိုးပေါက်ခံသွင်းမှုတလုံးတည်းသောဂိုးပေါက်တည်းမှုနဲ့တလုံးတည်းသောဂိုး Manchester United ကတူတဲ့အပြင်25 attempt ရှိတယ်ဒါပေမဲ့အများအပြင်ကအဝေးရလန်ကန်တာအဝေးရလန်ကန်တာအဝေးရလန်ကန်တာဒီလိုပုံစံတွေများပြီးတော့ Joshua Zirkzee အပိုင်တိုက်ခွင့်ရတာကဒုတိယပိုင်းမှာဘယ်လိုသူစုစုပေါင်း3ချိန်ရတယ်နှစ်ချိန်ခေါင်းတိုက်တယ်ခေါင်းတိုက်တဲ့အချက်တွေအားလုံးကိုကိုယ်တော်မှ ဂျော်ဒန်ပစ်ဖို့ကာကွယ်သွားတယ်။ဒါပေမဲ့ Everton point of view ကကြည့်လို့ရှိရင်တယောက်ယော့တဲ့ဂျာကနေခန်းစစ်ကိုကြံ့ကြံ့ခံကစားပြီးတပွဲလုံးကိုပိတ်ကစားဖို့ဆိုတော့တောင်းတောင်းမလွယ်ဘူး။ဒါပေမဲ့ Manchester United ရဲ့တိုက်စစ်မှာလက်ကော့ဒါဘယ်လိုပြောမလဲ။ဒီတိုက်စစ်ရဲ့ reaction အများကြီးပဲ။ဘာကြောင့်လဲဆိုတော့ခုညမပါတဲ့အခါမှာဘောလုံးကိုဆွဲထွက်သွားနိုင်တဲ့သူမျိုးအပွေးမိုးကလည်းအများအပြားကညာဘက်ချမ်းမှာ white position မှာရှိတဲ့ခါမှာအလေကျော်မှာ sexy ပဲရှိတယ်။ဒါပေမဲ့ तू ဘလို့မှလုပ်လို့မရဘူး။အဲ့မှာ United ကဘာမှ ထူထူထူခရီးလောက်နိုင်ကြီးမရှိဘဲနဲ့ဘောလုံးတွေအားလုံးကစိုက်ပွေး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 ဒါပဲတပွဲလုံးတိုက်ရဒီတိုင်းပဲအင်တာက AEC ပဲအရင်ကသူတို့စန်တာဘက်တွေတဲကခင်းနဲ့နောက်ဂျိုရှူဒီမိုက်ကီခင်းနဲ့ဒီတာကော့စကီကအမြင်ပေါ်အားကောင်းတယ်ရှိသမျှအလုံးတိုင်းကမိုက်ကီခင်းမိုက်ကီခင်းဆိုကျွန်တော်မမရရဒီပထမပိုင်းတွေကလည်းဒုတိယပိုင်းတစ်ပိုင်းလုံးမှာမိနစ်80ဆိုတော့တစ်ခါလာမဲ့သူတက်သွားတယ်ဒါပဲတပွဲလုံးမှာသူနောက်မှာအပြည့်ပဲ Everton Cassie က deep လောက်ပြီးတော့တောက်လျှောက်ကိုပဲကစားပြီးတော့ပိတ်ခံသွားတယ်။အဲ့ကနေမှဆင်သူတို့တောက်လျှောက်တော့မှ aces လောက်ပြီးတော့မှ minute 80ကျော်အထိ Everton ကလူစားတော့မလဲဘူး။ Man United ကပထမပိုင်းမှာ Mazraoui ပထမပိုင်းဒီပြီးမှ Mazraoui ကိုထုတ်ပြီးတော့ Mason Mount ဝင်တယ်။အဲ့ချိန်မှာနောက်တစ်ဖက်ကဒါ Patrick Doku ကိုထည့်ပြီးတော့ဒီကူဒါလောဝင်နေပြီးတော့နောက်ပိုင်းမှာတော့ကက်ဆမီရိုနေရာမှာကိုဘီမိန်းတို့ဝင်နေဒါပေမဲ့လေ United ရဲ့ attacking ပိုင်းအရင်ကမန်ချက်စတာ United ကကျွန်တော်တို့နောက်ပိုင်းပွဲတွေကိုကြီးလိုက် creative by အားနေတယ်အဲ့ creative by အားနေတဲ့အချက်က Man United ရဲ့အဓိကပြဿနာတိုက်စစ်က create မလုပ်နိုင်တဲ့အခါမှာတော့ဘာဖြစ်လဲနောက်ဆုံးတော့ traditional ဖြစ်တဲ့ cross ထောင်ပဲလောင်းဘောကံပဲကန်တင်ပဲဆိုတဲ့ပုံစံပဲဖြစ်တယ်ဆိုတော့အဲ့ဒါက evident ကိုဖောက်ဖို့ခက်တယ်သူပြည့်ဒီ low block စားတဲ့အသင်းတွေ မစ်ဘလော့ကစားတဲ့အသင်းတွေဒီလိုခန်းစည်းပိတ်ကန်တဲ့အသင်းတွေနဲ့ဒီကစားပွဲကသူတို့ကအေးဆေးပဲဆိုတော့အဲ့လိုအသင်းတွေနဲ့ပွဲမှာ United ကဒီကပူကောင်းတဲ့ set piece တွေကိုပူပြီးဒီလုံနိုင်ခဲ့ရင် difference ဆိုပြီးဖြစ်နိုင်ပေမဲ့ Ruben Amorim ရဲ့ပထမဆုံးတစ်နှစ်ပြည့်တဲ့နေ့မှာပဲဘာ item စုစုပေါင်းတောင်းကပ်ဖို့ကိုးလုံးရတယ်ကိုတောင်းကပ်ပေါ်တိုင်းမှာ danger အလုံးမရှိသလို set piece ဆိုင်မှာလည်း danger မရှိဘူးနောက်တစ်ခုက Everton ရဲ့ game plan ရတာနဲ့ဘောလုံးဆွဲလှဲတယ်လှဲချတယ် တံပူချတယ်တံပူချတယ်တံပူချတယ်ဒါတို့ရဲ့ game plan ပဲဘာလို့လဲဆိုတော့တို့တယောက်ထုတ်ခံရတဲ့အချိန်မှာဒါ၁၀ယောက်၁၀ယောက်နဲ့ကစားတဲ့အချိန်မှာမာတို့29မိနစ်မှာ Jupiter တွင်းသွားတဲ့လုံကတော်တော်လေးကောင်းတယ်ဟိုဘက်တောင်းနေမှာကိုယ်ကမတက်နိုင်ဘူးဒါပေမဲ့အဲ့ဒါကိုအလောက်ဖြစ်အောင်ပေးထွက်သွားတဲ့အပိုင်းရဲ့ကာနာလည်းတော်တော်လေးကောင်းတယ် Canon Jupiter နဲ့အခု Anjai ရဲ့ Check Grealish ရဲ့၃ယောက်တိုက်စစ်အတွဲရဲ့ Berry ရဲ့တို့အဲ့၄ယောက်ပဲအလုပ်လုပ်တာပဲကျန်တာလေးအကုန်လုံးက defend ပါကြီးပဲဒါတော့မှကစားမတိုင်းက defend ကိုပို့ပြီးတော့ cover ပေးအချိန်မှာ United မှာဘာအပြေမှမရှိဘူး နောက်ပိုင်းမှာလူတွေအပြောင်းလဲလုပ်ပြီးတော့ United တိုက်တာပဲဆိုတော့တယောက်ရောတဲ့အချိန်တကိုးရသွားတဲ့အချိန်မှာ Everton ဟာလုံးဝသူတို့တို့ perfect game ပဲဆိုတော့ကြိုက်တဲ့လောက်တိုက်ဆိုတဲ့ပုံစံပဲ AEC ကစားသွားတဲ့ဆုံးသက်မှာ United မှာ idea မရှိဖြစ်သွားပြီးတော့ Man United အသင်းအတွက်ဒီနေ့ဘက်မှာဆိုရင်တကယ်ဆိုရင်ပြ Matthias Cunha ရှိရင် maybe slightly different now Benjamin Sesko ရဲ့ physical အားလည်းဒီဘက်မှာအသုံးဝင်ကောင်းဝင်နိုင်တယ်နောက်ဆုံးပြ United ရဲ့ခံစစ်မှာ Harry Maguire ရှိခဲ့ရင်တောင်မှဒါ Maguire ရဲ့ physical ကျွဲကအားပါချက်ဖြစ်နိုင်တာဒါပေမဲ့လေ Everton ကအခုလက်ရှိ United ပေါ့ Bruno Fernandes ကျွန်တော်မှတ်မှတ်ရ Bruno Fernandes ကံဝင်အပိုင်းတလုံးကံဝင်ရတယ်ထောင်သွားတယ် half chance ရော full chance ရောတော်တော်များများရှိတယ်25 attempt ရခဲ့ပေမဲ့ Manchester United အသင်းက Everton ရဲ့ defensive line နဲ့ဂိုးသမား Jordan Pickford ကိုမကျော်နိုင်ခဲ့တဲ့အတွက် တယောက်ရော့တဲ့ Everton က David Moyes လက်ထက်33ပွဲမြောက်မှာပထမဆုံး Old Trafford နိုင်ပွဲရရှိသွားတယ်။ရလက်ကောင်ကိုပိုင်ဆိုင်ရင်အင်ကွင်း၄ပွဲဆက်တိုက်နိုင်ထားတဲ့ Ruben Amorim နောက်နောက်ဆုံး၅ပွဲဆက်ရှုံးပွဲမရှိကစားထားပြီး၃ပွဲနိုင်၂ပွဲတည်ကြပြီးပုံစံကောင်းရထားတဲ့ Man United တို့ကတကယ်ဆိုရင်ဒီနှစ်ပွဲနိုင်ရင်အနည်းဆုံးအဆင့်၅ထိတက်ရောက်နိုင်မယ့်အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးခဲ့ရပြီးဒါ Old Trafford မှာ Everton ကိုနှစ်ပေါင်း30ကျော်အတွင်းမှာဒုတိယအကြိမ်မြောက်ရှုံးပွဲကိုတွေ့ပြီးတော့ရင်ဆိုင်သွားခဲ့ရတာပါအားလုံးကြည့်ကြပါလား